အလောအလောမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ရဲ့ channel လေးကိုလာမိတာလေကျွန်တော်တို့ဒီ NGO လောက်ကိုင်နေကိုဘယ်လိုရှောင်းတင်တယ်လဲဗောနော်ဘယ်လိုရှောင်းရမလဲဆိုတော့အဲ idea လေးကိုကျွန်တော်ဒီမှာ ကျွန်တော်တို့ဖော်ပြထားတဲ့အလောကိုင်တစ်ခုလေးနဲ့ကျွန်တော်ဥပမာပြပြလို့ကျွန်တော်တို့သူလေ့လာကြည့်ရအောင်နော်ဒီမှာကျွန်တော်တို့အဲဖိတ်ခေါ်ထားတဲ့အလောကိုင်ကတော့ ဒီကနေ့ဖိတ်ခေါ်လာတဲ့လောက်ကိုင်ခွန်လန်းလေးတစ်ခုဖြစ်ပါတယ်မွန်ပြည်နယ်ကဖြစ်ပါတယ်သူ position ကတော့ township facilitator ပေါ့เนาะဒါ HIV TB prevention ဆိုတဲ့အဲဒီဒီ position လေးတစ်ခုဖြစ်ပါတယ်ဒီမှာကျွန်တော်တို့အလောက်ကိုင်ရှောင်းထားတဲ့နေရာမှာတော့တတိထားမှာတော့ကျွန်တော်တို့တဖွဲ့နဲ့တဖွဲ့သူရဲ့အလောက်ကိုင်ခွန်လန်းလေးနဲ့သက်ဆိုင်တဲ့အဲဒီခေါ်ယူတဲ့ပုံစံချင်းမတူဘူးပေါ့เนาะအဲ့ဒါကြောင့်မလို့သူခေါ် အဖွဲ့အစည်းခေါ်ထားတယ်အဲဒီအလောက်ကန်ရဲ့အဲဒီဒီ paper တွေတဲကို link တဲကိုအသေးစိတ်ဝင်ရောက်လေ့လာဖို့လိုအပ်တယ်ဆိုတာကိုပထမဆုံး comment ပေးချင်ပါတယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆက်လေ့လာကြည့်ကြရအောင်เนาะဒီမှာဒီအဲဘယ်သူ report လောက်ရမလဲဆိုတာလည်းကျွန်တော်တို့တည်ထားဖို့လိုတယ်ဗောနော် report 2ကကျွန်တော်တို့ရှောင်ထားမယ်အလောက်ကဘယ်သူရလို့ရှိရင်ဘယ်သူ report လောက်ရမလဲဆိုရင်ဒီကျွန်တော်တို့ project officer ဆိုတဲ့အားလိုမျိုး ပေါ်ပြထားရှိတယ်ဒီမှာနောက်တစ်ခုတတိထားမှာကကျွန်တော်တို့ application deadline ကိုလည်းကျွန်တော်တို့တက်ခါတယ်ဝင်ရောက်လေ့လာနာဖို့လိုတယ်ရှောက်တာချိန်မီရှောက်တာပြီးဖို့ပေါ့နော်ဒီမှာဆိုရင်၄ရက်9လအဲ2025 deadline ရှိပါတယ်နော်ဒီမှာတချို့ဆိုရင်အချိန်တော့ပေါ်ပြထားတယ်နော်ကျွန်တော်တို့ဒီမှာတော့အဲချိန်ပေးထားပေါ့နော်အဲဒီမှာဆိုရင် interview interview ပါတဲ့လူကိုအဲကျွန်တော်တို့ဒီအဲ အကြောင်းကြားမယ်ဆိုတဲ့ပုံစံနဲ့ပေါ့နော်အဖော်ပြထားတာရှိပါတယ်ပြီးတော့ starting date ကတော့ကျွန်တော်တို့ဒီ external possible အမြန်အမြန်လိုတယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ organization background လေးဒီမှာထည့်ထားတယ်ဒါပေမဲ့သူကစာနဲ့ meta website link ပေးထားတယ်เนาะထပ်ပြီးလေ့လာချင်အဲ့ဒီ website link ကနေတစ်ဆင့်ထပ်ပြီးလေ့လာဖို့လိုအပ်မယ်ဆိုတာကိုဖော်ပြလိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရှင်းထားမယ် အလုတ်ပေါ့နော်အလုတ်မှာကျွန်တော်တို့အဓိကလေ့လာသင်တဲ့အအပိုင်းတစ်ခုကတော့ဒီ key responsibility ကျွန်တော်တို့လောက်အောင်တောင်းပေါ်ဝတ္တရားတွေကဘာလဲဆိုတာကိုကျွန်တော်တို့မဖြစ်မနေသိထားဖို့လိုတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာကတော့ပိုင်းလိုက်နဲ့ဖော်ပြထားတာရှိပါတယ်ဆိုတော့ဒီမှာဆက်ပြီးတော့လေ့လာကြည့်အောင်နော်ဒီ township facilitator တရားအနေနဲ့သူဖိတ်ခေါ်ထားတဲ့အ position အနေနဲ့ပေါ့နော်ဗါရီ တာဝန်ရှိလဲပါလေလောက်ဆောင်ပြရမလဲဆိုတာကိုဒီမှာတည်စေဖို့ပြသတယ်နံပါတ်1အနေနဲ့ project management and condition အာ coordination တော့နော် coordination ပါနော်ကျွန်တော်တို့ project နဲ့သက်ဆိုင်တဲ့အဲဒီစီမံခန့်ခွဲမှုတွေနဲ့ညှိနှိုင်းဆောင်ရွက်မှုတွေကိုသူကလုပ်ပြရမယ်ဆိုကြလိုမျိုးအဲတည်စေရထားတာ respond to day to day နေ့တိုင်းနော်အဲနေ့တိုင်းနေ့စဉ်ကျွန်တော်တို့ management ဒီ project နဲ့သက်ဆိုင်တဲ့အလုပ်တွေကိုစီမံခန့်ခွဲပေးရမယ် ပြီးတော့ကျွန်တော်တို့ monitor and providing a uh, recommendation on activity and uh, fee visits no our to worker ကျွန်တော်တို့လိလာဆောက်ကြည့်ပေးရမယ့်ပုံစံနဲ့လိလာကြည့်ချက်ပေးရမယ့်ပုံစံနဲ့ပြီးတော့ recommend မချက်တွေပေးရမယ်ဆိုတဲ့ activity တွေပုံမှန်ကိုမချက်ပေးရမယ့်တာဝန်ဝတ္တရားလည်းရှိတယ်ဆိုတာဖော်ပြထားတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ account ထဲပေါ်တဲ့ကျွန်တော်တို့ လုပ်ငန်းเนาะမြို့နယ်မှာရှိတဲ့ကောင်တယ်ပေါ်တဲ့လုပ်ငန်းတွေကိုကျွန်တော်တို့ project တက်မှတ်တာလည်းကိုရအောင်ကျွန်တော်တို့အာထိရအောင်ကျွန်တော်တို့လှုပ်ဆောင်ပေးရမယ်ဆိုတဲ့တာဝန်လည်းရှိတယ်ပေါ့เนาะဒါကပထမ responsibility တစ်ခုဖြစ်တယ်။နောက်နံပါတ်2အနေနဲ့ဆိုရင်ကျွန်တော်တို့ community community and stakeholder engagement ဒါကချုပ်ပြီးတော့ပြောရရင်တော့ကျွန်တော်တို့စီမံကိန်း area မှာပုံပတ်သက်မှုရှိနေတဲ့ လူထုတွေနဲ့ကျွန်တော်တို့ပုံပသက်တဲ့အဓိက stake holder ဆိုတဲ့အခြေတော့အဓိကပုဂ္ဂိုလ်ထိပ်ပိုင်းပုဂ္ဂိုလ်တွေပုံစံမျိုးတွေပေါ့နော် key person လို့ပုံစံမျိုးလဲ engagement ကျွန်တော်တို့တိုက်တွန်းလို့ဆိုရတဲ့ပုံစံလေးလည်းဒီမှာတာဝန်ရှိတယ်ဆိုပြီးတော့ဖော်ပြထားတာရှိပါတယ်နောက်တစ်ခုနံပါတ်3ကတော့ monitoring ကျွန်တော်တို့ရှိမှာပုံပြတဲ့လိုလုပ်ငန်းတွေကို live ပြီးတော့လေ့လာ၊ကွင်းဆင်းလေ့လာကြည့်ကြရမယ်ပုံစံမျိုးတွေရှိတယ်ပြီးတော့ reporting เนาะအာစီရင်ခံစားပေးရမယ့်အားတွေလည်းကျွန်တော်တို့ဖော်ပြထားတာရှိပါတယ်လို့နောက်တစ်ခုကတော့ team leadership and capacity building ဒီမှာကျတော့နံပါတ်၄မှာကျတော့ဒီအအဖွဲ့ကိုကျွန်တော်တို့ leadership ကောင်းဆောင်မှုပေးရမယ်ပြီးတော့ဒီအလုပ်ငန်းစမ်းဆောင်ရေးပေါ့နော် capacity building ဒီကိုလည်းကျွန်တော်တို့ ဟိုစီယုံပေးရမယ်လောက်ဆောင်ပေးရမယ်ဆိုကြလို့မျိုး volunteer နဲ့ကျွန်တော်တို့ local stakeholder တွေကိုကျွန်တော်တို့ capacity ပေးတယ်ဦးဆောင်ပေးရမယ်လုပ်ပေးရမယ်ဆိုကြလည်းတောင်းဝရှိတယ်ပေါ့နော်နောက်နံပါတ်5ချက်ကတော့ office and fee operation ကျွန်တော်တို့ဒီမှာတည်ဆဲရေးထားတာကတော့ဒီ office ကျွန်တော်တို့တောင်းဝကြတဲ့နေရာအောင်ရုံးမှာနဲ့ကျွန်တော်တို့ fee အဲနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေကိုလည်းကျွန်တော်တို့တောင်းဝယူဆောင်ရွက်ပေးရမယ်ဆိုတဲ့အားလိုမျိုးတွေကျွန်တော်တို့ ေါ်ပြထားတာရှိပါတယ်နံပါတ်5အနေနဲ့เนาะနံပါတ်6မှာဆိုရင်ကျွန်တော်တို့ financial and administrative management ကျွန်တော်တို့ဒီမှာအဲပေါ်ပြတိစိပေါ်ပြထားတဲ့အဲမှာဆိုငွေကြေးနဲ့ပတ်သက်ပတ်သက်ပြီးတော့လဲစီမံเนาะကျွန်တော်တို့အဲအောက်ချုပ်စီမံမှုအပိုင်းတွေလဲကျွန်တော်တို့ management ကျွန်တော်တို့စီမံခန့်ခွဲပေးရမယ်ပေါ့เนาะငွေကြေးကိုအောက်ချုပ်စီမံပိုင်းတွေနဲ့သက်ဆိုင်တဲ့အားတွေပေါ့เนาะအဓိကဒီမှာ project နဲ့သက်ဆိုင်တဲ့၃စည်းအိတ်တွေเนาะကျွန်တော်တို့စီမံခန့်ခွဲပေးရမယ် budget တွေကိုလည်းကျွန်တော်လိုအပ်လို့ရှိရင်ကျွန်တော်တို့အတိပြုပေးရမယ်ပုံစံလည်းရည်ထားပါတယ်လို့နံပါတ်6မှာเนาะအ line တော့ဖုန်းနဲ့เนาะအနံပါတ်9အနေနဲ့ဆိုရင် general duty အသူကတော့တော်တော်လေး duty duty တွေ responsibility တွေပေးထားတာเนาะနံပါတ်9မှာဆိုရင်ဘာလုပ်ရမလဲဆိုရင် general တော့ပါသေးတယ်တွေ့တွေ့ တောင်းဝန်တရားတွေပုံစံမျိုးတွေလည်းရေးထားတယ်။မှာအသေးစိတ်ဆိုရင် follow uh, follow all policy policy တွေအားလုံးရဲ့ no procedure လောက်လုံးလုံးလို့မိတယ်ရဲ့ပြီးတော့ often memo often နဲ့အဲ unit sign တဲ့ဆရာစာတန်းတွေထုတ်ပြန်ချက်တွေပေါ့နော်ပြီးတော့ညွန်ကြားချက်တွေကိုကျွန်တော်တို့အာ follow လိုက်ပြရမှာပေါ့နော်အဲ့ဒါလေးပါတယ်ပေါ့နော်တခြား duty အနေနဲ့ဆိုရင်တော့ပြီးတော့နောက်တစ်ချက်ကတော့ non perform any other test assigned တဲ့ and by the supervisor and to to ensure the success of the project เนาะအစီမံကိန်းလုပ်ငန်းတွေကျွန်တော်တို့အောင်မြင်အောင်เนาะအောင်မြင်ဖို့တည်ချာပါဘောเนาะကျွန်တော်တို့ကြီးကြပ်လက်ညှိုးပေးရမယ်အပိုင်းတွေလည်းကျွန်တော်တို့အဆိုင်ချထားမယ်ဘောเนาะရှိတယ်ဆိုတဲ့အလိုမျိုးတွေလည်း general duty မှာကျွန်တော်တို့ဖော်ပြထားရှိပါတယ်လို့ဒါကတော့ ကျွန်တော်တို့ဒီအလုပ်အကင်တစ်ခုရှောက်ထားမယ်ဆိုတဲ့ခုတစ်ဖွဲ့တစ်ဖွဲ့ position လည်းမတူတူလို့ duty duty လည်းမတူတဲ့အကြောင်းမလို့ကျွန်တော်တို့အသေးစိတ်အနားလည်အောင်ကျွန်တော်ဖတ်ထားဖို့အရေးကြီးတဲ့ချက်တစ်ချက်ဖြစ်ပါလေ responsibility ကနော်ဒီတစ်ခုလေး highlight လုပ်ချင်ပါလေနောက်တစ်ခုအရေးကြီးတဲ့ခုကတော့အဒီမှာလည်းဖော်ပြထားတဲ့ requirement qualification ကျွန်တော်တို့အဲကျွမ်းကျင်မှုတွေနဲ့သက်ဆိုင်တဲ့ကျွန်တော်တို့ အဲ require require ဘောနလိုအပ်ချက်တွေပေါ့နော်ပညာရေးချင်းနေတဲ့ဆိုင်ကဆိုဒီမှာပေါ်ပြထားလဲဆိုရင် education နော်ကျွန်တော်တို့အလို့ရှောင်းထားမှာဆိုကျွန်တော်တို့ education ကလည်းမဖြစ်မနေသိရမှာပေါ့နော်ဒီမှာကတော့ education ဆိုရင်မှတ်ပြီးအဲကျွန်တော်တို့ graduate ဘောနော် prefer uh, in field related in public head and community development social science နော်ဆိုတော့ education သူကတော့ဒီ student test position တက်ဆိုင်တဲ့သူပေါ်ပြ ထားမှာပဲပေါ့เนาะလိုအပ်တဲ့အရေးချင်းတွေကတော့เนาะဒီမှာကြတော့ဒီအဲ public heritage site တဲ့ education ရထိုင်ကောင်းတယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ကျွန်တော်နောက်တစ်ခုအနေနဲ့ဆိုရင်လိုအပ်တဲ့အရေးချင်းတွေကိုလည်း experience လည်းလိုအပ်တယ်ဆိုတဲ့အလိုမျိုးတွေပေါ်ပြထားတာရှိပါတယ်အနောက်တစ်ခုကတော့ skill ပေါ့เนาะ skill တွေလည်းကျွန်တော်အဲဒီကိနေရေးချင်းတွေကလည်းပဲဗားလေလိုအပ်လဲဆိုတဲ့အလိုမျိုးတွေလည်း ဒီကြကြလေးဖော်ပြထားတဲ့အတွက်ကြောင့်မလို့သိစိတ်လေးလာဖို့လိုအပ်တယ်အဲဒီမှာလည်းနောက်တစ်ခုကတော့ additional requirement နောက်ထပ်အဲနောက်ထပ်လိုအပ်တဲ့ requirement တော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဆယ် must be a local resident of the township ဒီဒီအဲမြို့နယ်မှာကျွန်တော်တို့အဲဒီဒီအဲနေထိုင်တဲ့လူဖြစ်နေပို့ပြီးတော့ကောင်းတယ်ဆိုတဲ့လူမျိုးတွေရေးထားတာရှိတယ်ပြီးတော့ ီဒီ local language เนาะဒီတာကံပါတာစကားတက်ရင်လည်းကျွန်တော်တို့ပို့ပြီး prefer အဘကျွန်တော်နဲ့တက်တယ်ဆိုတဲ့လူမျိုးတွေက additional requirement တွေဖြစ်တယ်ပေါ့เนาะဆိုတော့ဒီမှာလာပါပြီเนาะကျွန်တော်တို့ဒါတော့အသေးစိတ်လေးလာတင်တဲ့အကြောင်းအရာတွေပေါ့เนาะဒီကအပေါ်ဖော်ပြတဲ့လဲဖော်ပြပေးတဲ့ responsibility ရဲ့ပြီးတော့ education ကပါလေလို့လဲဆိုတော့ကိုယ်နဲ့ကန့်မကွာရှောက်လို့ရမယ်ဆိုတဲ့ပုံစံမျိုးရှိတာဘူးเนาะဆိုတော့ဒီမှာကျွန်တော်တို့ညကို သူကမေးထားတဲ့ how to apply ပေါ့နော်ဘယ်လိုရှောက်တင်လဲဆိုတဲ့အလိုမျိုးတွေကိုအဲဒီမှာနည်းနည်းလေးထပ်ပြီးတော့ဝေမျှပေးဖို့ရတဲ့အဲရွေးထားပါတယ်ဆိုတော့ဒီမှာဆိုရင်ဒီမှာအဲ update CV form ကိုကျွန်တော်တို့အဲတင်ပြပေးပါဆိုတဲ့အလိုမျိုးတွေပေါ်ပြထားတယ်ပြီးတော့အဲဒီ CV form နဲ့တူတူကျွန်တော်တို့ to referee ပေါ့နော် referee ဆိုတာကျွန်တော်တို့ကိုထောက်ခံပေးမဲ့လူ၂ယောက်နော် အဲ့နဲ့ရဖို့ပါထည့်ပေးရမယ်ဆိုတဲ့လူမျိုးတွေကျွန်တော်တို့ C Foundation မှာထည့်ပေးရမှာပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်တို့လှူလျှောက်ထားလို့ကျွန်တော်တို့ထောက်ခံပေးမယ်လူနေရောက်လူတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲပြီးတော့ expected salary ကျွန်တော်တို့မျိုးမန်လာစာလဲ CV form မှာအဲထည့်ပေးရမယ်ဆိုတဲ့လူမျိုးတွေပါတယ်ပြီးတော့ cover letter နော် cover letter လဲကျွန်တော်တို့ဖော်ပြပေးဖို့လူတယ်ဆိုတဲ့လူမျိုးရှိတယ်အဲဆိုရင်ဒီမှာအဲဒီ၃ အဲတောင်ခုတောင်ခုလောက်ကျွန်တော်တို့ဒီမှာပေါ်ပြအာလူမှာပေါ့နော်ဒီမှာပေါ်အဲဆောက်ထားပြီးပေါ့ CV form ဆိုတော့ကျွန်တော်တို့ကိုကြီးအချင်းပေါ့နော်ကိုကြီးချက်လက်တွေကျွန်တော်တို့အမိတွေအဲဟိုတွေပါမယ်ပေါ့နော်ကျွန်တော်တို့ ਨੇ တက်ဆိုင်တဲ့အားတွေပါမယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီမှာမဖြစ်မနေထည့်ပြမှာကကျွန်တော်တို့ကိုပြန်ဆက်သွင်းနိုင်မယ်အဲ contact နော် email တော်လောက်ကောင်းကျွန်တော်တို့ဖုန်းအကလုံးအဆုံးထည့်ပြနိုင်တဲ့ဒီ CV form မှာကောင်းတယ်ဆိုကြရလဲမချက် ပေးချင်ပါတယ်ပြီးတော့ LC Foundation မှာပညာရေးချင်နေလဲကျွန်တော်တို့ထပ်ပေးဖို့လိုတယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့အပေါ်မှာလိုအပ်တဲ့အရေးချင်တဲ့သူတိုက်ဆိုင်ဆစ်ဆီလို့ရမှာပေါ့နော်ပညာရေးချင်နေမှာလဲကျွန်တော်တို့ရရှိခဲ့တဲ့ဘွယ်ဘယ်နဲ့ခုနှစ်နဲ့ကနေဘယ်နဲ့ခုနှစ်အထိကျွန်တော်တို့ဘယ်နေရာမှာရခဲ့လဲဆိုတဲ့ table လေးနဲ့စင်တိုင်းလဲကောင်းတယ်အဲနောက်တစ်ခုကတော့ဒီပညာရေးချင်းမှာကတော့အကြောင်းတက်လို့ရတဲ့ပညာရေးချမ်းတစ်မျိုးကျွန်တော်တို့ကြောင်းတက်ပြီးအဲ့ဒါပွဲပေါ့နော် အပွဲရပြီပြီအဲ့ဒါပွဲရည်ချင်းလည်းထပ်ပြီးပို့လို့မယ်နှစ်ပြောအဲ့ဒီပညာရည်ချင်းအောက်မှာပဲအခြားပညာရည်ရှင်းဆိုတာလည်းထပ်ပြီးတော့ထပ်ပြီးပို့လို့အဲ့ဒါ CV ဖောင်ပါလေဘာလို့လဲဆိုရင်ကျွန်တော်ပညာအအပြစ်မှာရခဲ့တဲ့ဒီ diploma တွေရှိနိုင်တယ်လက်မှတ်တွေရှိနိုင်တယ်တခြား certificate တွေရနိုင်တယ်ဆိုတဲ့အလိုမျိုးတွေကိုကျွန်တော်နောက်တေဘတစ်ခုလေးနဲ့ကျွန်တော်တို့ CV ဖောင်မှာထပ်မံဖော်ပြပေးဖို့လိုအပ်တဲ့ရရှိတဲ့လက်မှတ်နော်ဟိုမှာငွေစင်းဆို LCCI တမမဟုတ်ရင် project cycle management လာအဲ့လိုမျိုးလက်မှတ်တွေလည်းကျွန်တော်တို့ထည့်ထားဖို့လိုတဲ့တစ်ဆက်ထဲမှာပဲကျွန်တော်လက်မှတ်ရရှိထားတယ်ဆိုတဲ့အခြေအနေဖော်ပြရလဲကျွန်တော်တို့ဒီအနောက်ဆက်တွဲ scan file အနေနဲ့ကလုံးဖော်ပြထားပြီးဖို့လိုတယ်ဆိုတဲ့အားလည်းကျွန်တော်တို့အထည့်တွင်ပြရမယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ C form ဖော်ပြတင်တာကတော့ဘာသာစကားပေါ့နော်ကိုကဘာဘာသာစကားတွေကိုကျွမ်းကျင်မှုရှိလဲဆိုတဲ့အားလည်းကျွန်တော်တို့ခေါင်းစဉ်တစ်ခုအနေနဲ့ ေါ်ပြပေးဖို့လိုတယ်ကျွန်တော်ပြောနိုင်စုနိုင်ဖတ်နိုင်စုတဲ့လိုမျိုးပေါ့နော်အဲနောက်ဆုံးနောက်ဆုံးတော့ကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့ကြတော့တာဝန်ကျွန်တော်ဒီအလုပ်အဲမလျှောက်ထားခဲ့မှာကျွန်တော်စီဖောင်တဲမှာလည်းတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အလုပ်တာဝန်တွေကိုလည်းထပ်ထင်းပေါ်ပြပေးဖို့လိုတယ်လို့ဆိုရင်ကျွန်တော်တွေ့ကြုံရှိတယ်ဘယ်မှာအလုပ်လုပ်ဖူးလဲဆိုတဲ့အဲနေရာတွေကိုကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့အလုပ်ကိုင်းတွေလည်းကျွန်တော်ပေါ်ပြပေးဖို့လိုပါတယ်လို့အဲဒါကျွန်တော်စီဖောင်တဲမှာပေါ့နော် အဆိုတော့ကျွန်တော်တို့အာစီဗီဖောင်ကတော့ကျွန်တော်တို့ပြည်ပြည်စုံစုံလေးပေါ်ပြပြီးတော့ကျွန်တော်မတန်တက်ပုံပေါ့နော်ဒီမတန်တက်ပုံလည်းပေါ်ပြပါရှိဖို့လိုတယ်ဆိုတဲ့အားလည်းမျိုးကျွန်တော်စီဖောင်မချက်ပြီးချင်ပါတယ်လို့နောက်ဒီမှာအဲစီဖောင်ထဲမှာတော့ကျွန်တော်တို့ခုနပေါ်ပြသလိုอืมကျွန်တော်တို့ထောက်ခံပေးမဲ့လူနေရောက်ရဲ့နော်မျိုးမနဲ့လာစားလဲစီဖောင်တက်ခါလဲပေါ်ပြထားလို့ရတာပေါ့နော် နောက်တစ်ခုကတွဲတင်ပေးတင်တဲ့ဟာကလူဒီအဖွဲ့စီတိုင်းမှာလို့လို့ကျွန်တော်တို့အဲဖော်ပြဖို့ကျွန်တော်တို့တောင်းဆိုတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကတော့ cover letter နော်ကျွန်တော်တို့ cover letter ဆိုတာကတော့ဘယ်လိုရေးရမလဲဘာလဲဆိုတာကျွန်တော်လည်းလည်းအချင်းလေးဖော်ပြလို့ပါတယ်လို့ဒါပေမဲ့ဒီမှာလည်းကျွန်တော်တို့အာဒီမှာအချင်းလေးဖော်ပြထားတာလည်းရှိပါတယ်လို့ cover letter အဲတဲမှာကျွန်တော်တို့ဘာတွေဖော်ပြပေးသင့်လဲဆိုရင်ဒီမှာအဲဘာဖြစ်လို့ကျွန်တော်တို့ဒီ ပုစင်ရှင်ကကျွန်တော်နဲ့ကြိုက်လဲဆိုတဲ့အလိုမျိုးရေးပြရမယ်ဗောနော်ကာဗာလက်တာမှာနော်အဲဆိုတဲ့အလိုမျိုးဒီမှာသူဆမ်မရိုက်အဖော်ပြပြဖို့လိုတယ်ဆိုတဲ့အလိုမျိုးအဲနောက်ပြီးတော့ကျွန်တော်တို့ဘလို့ကျွန်တော်တို့ဒီအအဖွဲစီနဲ့ဥမာကျွန်တော်ဒီအဖွဲစီတစ်ခုခုကိုရှောက်ရဆိုရင်ကျွန်တော်ဒီအဖွဲစီနဲ့ဘလို့အအတင်လျော်လဲကျွန်တော်ကဗောနော်ဆိုတဲ့အလိုမျိုးလဲဖော်ပြပြဖို့လိုတယ်နောက်တစ်ခုကတော့ဒီ cover letter အထက်မှာကျွန်တော်တို့ လုံးဝမဖြစ်မနေဖော်ပြပေးတဲ့အကြောင်းအရာလေးကတော့အဲဒီအရှိအဖော်ပြထားတဲ့အပြင်ကိုကျွန်တော်တို့ကိုကျွန်တော်တို့အဲ promote လုပ်ရမှာပေါ့နော်အဲဒါမှကျွန်တော်တို့ဟိုအဲဒီအလုပ်ရှင်တမမွန် organization ကကျွန်တော်တို့ကို edit cover letter နဲ့အဲဒီဒီအဲသိရှိနိုင်တာပေါ့နော်ကျွန်တော်တို့ဘလောက်ဒီမှာဖော်ပြထားသလိုကျွန်တော်တို့ဒီ organization နဲ့ဘလောက်တင်လျောချောင်းကျွန်တော်တို့ဒီ position နဲ့ဘလောက်ထိ လိုက်ဖက်တင့်လျောကြောင်းဆိုတဲ့ဟာလိုမျိုးကျွန်တော်ကဗာလတ်တာမှရေးရမယ်။နောက်တစ်ချက်ကကျွန်တော်တို့မှာအတွေ့အကြုံတွေရှိတယ်ပေါ့နော်။အဲ့ဒီအတွေ့အကြုံတွေကိုကျွန်တော်တို့ဒီကဗာလတ်တာမှာထိထိမိမိလေးနဲ့တူတူတုတ်တုတ်လေးဖော်ပြပေးဖို့လိုတယ်။နော်ကျွန်တော်တို့ဒီအတွေ့အကြုံတွေရှိတယ်ဒီအရင်အတွေ့အရင်ကလုပ်ငန်းတွေကဘယ်လိုလှုပ်ဆောင်ခဲ့တာအဲဘယ်လိုအောင်မြင်အောင်လှုပ်ဆောင်ခဲ့တာအဲ့ဒီအဲ့ဒီအရင်အတွေ့အကြုံမှာအရင်အရင် အဲ project တွေအဲ့ဒီ organization မှာကျွန်တော်တွေဒါတွေလုပ်ဖို့တယ်အဲ့ဒါကြောင့်မလို့နောက်ဆုံးမှာဒီလုပ်ငန်းကဒီ position ကဒီ organization ကနော်ကျွန်တော်နဲ့တင့်လျော်တယ်ဒီ position ကကျွန်တော်ကဒီ organization ကချမှတ်ထားတဲ့ရွေချက်တွေဒီလုပ်ငန်းနဲ့သက်ဆိုင်တဲ့ရွေချက်တွေကို account ဖော်ပြနိုင်တဲ့အရေးချင်းရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ cover letter မှာကျွန်တော်တိတိမိမိလေးနဲ့ကျွန်တော်ဖော်ပြပေးဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့ဒီ အလုကအလုရှင် organization ကတော့ဖတ်ပြီးမှသူတို့ရဲ့ organize အောင်သူတို့ရဲ့ဒီ project ရဲ့ goal ကိုထိမိအောင် ဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့လူကိုပဲယူပါသိချတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီဟာကိုဖော်ပြပေးနိုင်တဲ့စာကြောင်းတူ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 မိမိလေးကို cover လက်တာမှကျွန်တော်တို့ဖော်ပြပေးဖို့လုပ်တယ်ဆိုတာကိုအအကြံပေးလိုပါတယ်လို့ဆိုတော့ဒီ CV form လေးကျွန်တော်တို့ဖြည့်ပြီးပြင်ထားပြီးပြီး เนาะ cover letter လဲကျွန်တော်ပြင်ပြပြင်ထားလိမ့်မယ်ဆိုကျွန်တော်တို့ဘယ်လိုရှင်းရမလဲဘယ်လိုပြရမလဲဆိုကြရလိမ့်မယ်။ဒီနောက်ဆက်တွဲပေါ့เนาะနောက်ဆက်တွဲ document တွေလဲကျွန်တော်ပြင်ထားပြီးပို့လို့ခဏကကျွန်တော်တို့ရခဲ့တဲ့လက်မှတ်တွေကျွန်တော်တို့ရခဲ့တဲ့ဘွက်တွေကိုကျွန်တော်နောက်ဆက်တွဲနေနဲ့ကျွန်တော်တို့အထက် file နဲ့ပေးကိုပြရမယ်ပေါ့เนาะကျွန်တော်တို့ CV form မှာပေါ်ပြခဲ့တဲ့လုံးအာဒီဒီရခဲ့တဲ့ဘွက်တွေရှိတယ်ဆိုတဲ့ဟာကိုနောက်ဆက်တွဲလက်မှတ်တွေနဲ့ပေါ်ပြပြရမယ်။ဆိုတော့ ကျွန်တော်တို့ဓာတ်တွေပြင်ပြီးပြီဆိုကျွန်တော်တို့ဘယ်လိုရှောင်ရမလဲပြောပြရရှိရနော်ဆိုတော့အအဖွဲ့စည်းတိုင်းမှာဒီကြေညာထားတဲ့စာစာတွေထဲမှာအာဒီလုပ်ငန်းလက်ညှိုးတွေထဲမှာကျွန်တော်တို့ဒီမှာအဒီမှာစင်ရင်ဒီမှာမေးလိပ်စာကိုပေးထားတယ်ဆိုတော့ကျွန်တော်တို့မေးလိပ်စာပေးထားတဲ့အတိုင်းကို ကျွန်တော်အဲပြဖို့ရှောက်ထားဖို့လိုတယ်ဆိုကြရပါတော့เนาะခဏချင်းလို့တင်ထားခဲ့ဟာတချို့ကတော့အဲဒီတချို့ INGO တွေကြတော့ဒီမှာ how to apply ဆိုတဲ့နေရာမှာပြော process align တွက်သူဝင်ပြီးတော့ဝင်ရှောက်ရတယ်ဝင်ဖြစ်ရတဲ့ပုံစံမျိုးတွေလည်း CV form တွေလည်းအဲ့လိုမျိုးရှိတယ်ပေါ့နော်ဆိုတော့ဒီမှာကြတော့အဲဒီဒီအဲဒီမေးပေးထားတဲ့မေးကူမှာပဲကျွန်တော်တို့ပေးဖို့ရှောက်ထားရမယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ပဲအလုပ်ကိုဆိုကျွန်တော်ရှောက်ထားမယ်ဆိုရင်ကျွန်တော်တို့နောက်ထပ်ဒီပြူစရာတစ်ခုကတော့ title ကျွန်တော်တို့ email ပို့တဲ့ခါကျရင်ပဲတိုင်တိုင်ပို့မှလဲဆိုတဲ့အရေးကြီးတယ်ပေါ့နော်အဲ့တိုင်တိုင်မှာပေါ်ပြတာ မာလို့ရှိရင်ကျွန်တော်တို့အဲအယူမခံနိုင်လေဖြစ်နိုင်တယ်လမ်းကြောင်းလွဲသွားတာဖြစ်နိုင်တယ်တချို့မလို့ပေါ့နော်ဆိုတော့တချို့ကတိတိကျကျလေးဖော်ပြရေးပြတာလာရှိတယ်တိုက်တက်ကိုဘလူရေးပါပေါ့နော်အဲ့လိုဟာရှိတယ်နော်ဆိုတော့အဲ့ဒါကိုအဲဒီမှာတော့မပါဘူးဒါပေမဲ့တချို့အဖွဲ့အစည်းတွေကတိုက်တက်ကိုဘလူရေးပါဆိုတဲ့ဟာလိုမျိုးတွေကသူကကုတ်နံပါတ်တွေပါထည့်ထားပေးတယ်ပေါ့နော်ကုတ်နံပါတ်တော်ဝင်အဲအိုင်ဇန်ဘာနေနေစကုန်းနံပါတ်ပရောဂျက်အော်ဖီဆာဆိုတဲ့ဟာလိုမျိုးတွေသူကတည့်ရ ေါ်ပြထားတာရှိတယ်အဲ့ဒါဆိုရင်အဲ့ဒါတွေကိုယူပြီးတော့တိုက်တယ်မှာအီးမေးလ်တိုက်တယ်မှာပေါ်ပြပေးလိုက်ရုံပဲပေါ့နော်အဲဒီမှာကတော့ကျွန်တော်တို့ဒီပေါ်ပြထားတဲ့မေးပါမယ်တိုင်တယ်အနေနဲ့ဒီ project project ဒီအလုပ်ရဲ့ခေါ်ယူထားတဲ့အလုပ်ကောင်းအလုပ်ကောင်းစဉ် position ကိုမပေါ်ပြထားရင်တော့အဲ့ဒီ position ကို project ဒီ email တိုင်တယ်မှာကျွန်တော်တို့ပေါ်ပြပေးဖို့ တတိထားပေးပါဆိုကြတခုလဲကျွန်တော်အဲတတိယနဲ့အလန်လုတ်ချင်ပါတယ်လို့ဒါကတော့ဒီကိုတယောက်လာမေးထားတယ်ဘယ်လိုလျှောက်တင်လဲဆိုကြတော့ကျွန်တော်ပြင်လဲပြီးတော့အကြံပေးတာဖြစ်ပါတယ်လို့အားလုံးသိကြကြပါပြီနော်ကျွန်တော်ဗီဒီယိုလေးကဒီကိုတို့အတွက်လို့လောက်ကခွန်းလန်းတွေအတွက်အကျိုးဖြစ်ထွန်းနေဆိုရင်အဲကျွန်တော် share ပေးပါအဲ channel လေးကိုလည်း like and subscribe လုပ်ကြပေးဖို့မျှဝေကြပါမယ်နော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြကြရအောင်